ပေါ်တူဂီရဲ့သမိုင်းဝင်နိုင်ပွဲကိုနှစ်ကြိမ်တိုင်တိုင်တောင်လွဲချော်ခဲ့တဲ့ရော်နယ်ဒိုခရစ္စတီယာနိုရော်နယ်ဒိုကတော့ပေါ်တူဂီသမိုင်းမှာအကြီးမားဆုံးနိုင်ပွဲနှစ်ပွဲကိုလွဲချော်လိုက်ပါပြီပထမတစ်ပွဲကတော့လွန်ခဲ့တဲ့နှစ်နှစ်ကလူဇန်ဘတ်ကို6-0ပြနဲ့နိုင်ရခဲ့တဲ့ပွဲဖြစ်ပြီးတော့နောက်တစ်ပွဲကတော့အာမေးနီးယားနဲ့ပွဲဖြစ်ပါတယ်ပွဲပဲပြစ်တဲ့အကြောင်းရော်နယ်ဒိုမပါဝင်နိုင်တဲ့ပေါ်တူဂီအသင်းကတနင်္ဂနွေနေ့မှာအာမေးနီးယားကို6-0တကူးဆိုတဲ့ဂိုးဖြတ်ရလနဲ့ချိန်မုံပြီးတော့2026ဖီဖာကမ္ဘာဖလားပြိုင်ပွဲဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်နေ့ ြရောဘတ်တိုမာတီနန့်ရဲ့ပေါ်တူဂီအသင်းကလာမယ့်နေရာဒီမြောက်အမေရိကမှာကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲအတွက်ဝင်ခွင့်ရဖို့သုံးမှတ်သာလိုအပ်ခဲ့တာဖြစ်ပေမဲ့အာမေးနီးယားကိုတမိုင်းမှာအမှတ်တမ်းတင်လာတဲ့နိုင်ပွဲကိုဖော်ဆောင်ခဲ့ပါတယ်။ ပေါ်တူဂီအတွက်အဖွင့်ကိုကို9မိနစ်အလိုမှာရီနာတိုဗီဂါကသွင်းယူခဲ့ပြီးတော့အာမေးနီးယားဘက်က16မိနစ်မှာအက်ဒဝတ်စပစီယန်ကပြန်သွင်းခဲ့တာကြောင့်ခဏတာတရေရလက်ထွက်ပေါ်ခဲ့ပါတယ်။ဒါပေမဲ့လည်းပထမပိုင်းမပြီးခင်မှာပဲဂွန်ဆာလိုရာမို့စ်ကဦးဆောင်ကိုပြန်သွင်းပေးခဲ့ပြီးတော့အရင်နောက်မှာတော့ဂျာအိုနာဗက်စ်နဲ့ဘရူနိုဖာနန်ဒက်စ်တို့နဲ့ဦးစလုံးက hat trick တွေအသီးသီးသွင်းယူခဲ့ကြပါတယ်။နောက်ဆုံးအချိန်ပိုမှာတော့ Francisco Conceicao ကနောက်ထပ်တဂိုးသွင်းခဲ့တာကြောင့် Portuguese အသင်းကသူတို့ရဲ့သမိုင်းမှာဒုတိယအချိန်မြောက်ဂိုးဂိုးသွင်းပြီးတော့အနိုင်ရခဲ့ပါတယ်။အဲဒီအတွက် Ronaldo ကတော့သမိုင်းဝင်နိုင်ပွဲတပွဲကိုနောက်ထပ်တစ်ချိန်လွဲချော်ပြန်ခဲ့တယ်လို့ဆိုရပါမယ်။ Ronaldo မပါဝင်မဲ့ Portuguese အသင်းနောက်ဆုံးရှုံးနိမ့်ခဲ့တာကတော့2014ခုနှစ်ကဖြစ်ပြီးတော့အဲဒီတုန်းကနာနီကအသင်းကောင်းဆောင် Paulo Bento ကနှိပြဖြစ်နေတဲ့အချိန်ဖြစ်ပြီး ီးတော့အယ်ဘေးနီးယားကိုရှုံးနေခဲ့ရပါပြီးခဲ့တဲ့၅နှစ်အတွင်းမှာလဲရော်နယ်ဒိုကအင်ကွေမှာရှင်ပြန်ရတဲ့နိုင်ငံတကာပွဲစဉ်တွေကနှစ်ပွဲသာပဝင်ကစားနိုင်ခဲ့ခြင်းမရှိတာဖြစ်ပြီးတော့ပေါ်တူဂီအသင်းကအဲ့ဒီနှစ်ပွဲစလုံးကိုနိုင်ယုံတာမကဘဲနဲ့ ကိုကိုစီတွင်ခဲ့ကြတာဖြစ်ပါတယ်။2023ခုနှစ်စက်တင်ဘာလကလူဇင်ဘတ်ကိုကိုကိုဂိုမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲမှာရော်နယ်ဒိုကပွဲပေပြစ်ဒဏ်ကြောင့်ပါဝင်နိုင်ခဲ့ခြင်းမရှိသလိုအာမေးနီးယားနဲ့ပွဲမှာလည်းပြီးခဲ့တဲ့အိုင်ယာလန်နဲ့ပွဲကပေါ်စားတဲ့အနီးကဲကြောင့်အိမ်ရောက်နေပဲထိုင်ကြည့်ခဲ့ရတာဖြစ်ပါတယ်။ ရိုနယ်ဒိုတက်တော့ဒီအနီကက်ကနိုင်ငံအသင်းမှာပထမဆုံးအကြိမ်ရခဲ့တဲ့အနီကက်လည်းဖြစ်ပါတယ်။ရိုနယ်ဒိုရဲ့အပြုမူဟာတစ်ဖက်ကစားသမားကိုလောင်ပြောင်သလိုဖြစ်ခဲ့တာကြောင့် FIFA ရဲ့စီကန်ထိန်သိမ်းကော်မတီကပွဲမဲ့ပြစ်ဒဏ်ကို၃ပွဲအထိတိုးချဲ့ခဲ့မယ်ဆိုရင်တော့ကမ္ဘာဖလားအုပ်စုအဆင့်ပထမဆုံး၂ပွဲကိုပါရိုနယ်ဒိုကလွဲချော်နိုင်စီရှိနေပါတယ်။အဲဒီလိုဖြစ်ခဲ့ရင်လည်းပေါ်တူဂီအသင်းကရိုနယ်ဒိုမပါဝင်ခဲ့တဲ့နောက်ဆုံး၆ပွဲမှာ၂၄ဂိုးသွင်းယူထားတာကြောင့်ပြိုင်ပွဲကိုရိုနယ်ဒိုမပါဘဲစတင်ရမှာတိတ်ပြီးတော့ပြဿနာရှိမနေ နေပြန်ပါဦးရော်နယ်ဒိုကအာမေးနီးယားနဲ့ပွဲမှာပဝင်ကစားခွင့်ရမှာမဟုတ်မဲအတီဖြစ်ပြီးတဲ့နောက်မှာတော့ပေါ်တူဂီအသင်း၄ချိန်ရေးစခန်းကနေစောစောစီးစီးထွက်ခွာသွားခဲ့ပေမဲ့အသင်းရဲ့နောက်ဆုံးခြေစပွဲကိုတော့သူ့အိမ်ကနေပဲစောင့်ကြည့်နေခဲ့ပါတယ်ပွဲပြီးကနေမှာရော်နယ်ဒိုကသူ့ရဲ့ဆိုရှယ်မီဒီယာမှာကျွန်တော်တို့ကမ္ဘာဖလားကိုရောက်သွားပြီးရှေ့ဆက်သွားကြတာပေါ့ပေါ်တူဂီဆိုပြီးတော့ရေးသားကြွေးကြော်ခဲ့ပါတယ် ဒါကရော်နယ်ဒိုအတွက်တော့6ကြိမ်မြောက်ကမ္ဘာဖလားပြိုင်ပွဲဖြစ်လာမှာဖြစ်ပြီးတော့ကမ္ဘာဖလားပြိုင်ပွဲသမိုင်းမှာတခြားဘယ်သူမှ6ကြိမ်အထိမပါဝင်ဘူးဖြစ်ပါတယ်။ဒီဘက်မှာလည်းရော်နယ်ဒိုရဲ့မဟာပြိုင်ပွဲကြီးလူနယ်မက်ဆီရလည်းအာဂျင်တီးနားနဲ့အတူဒီကမ္ဘာဖလားမှာပါဝင်ကစားသွားဝယ်ရှိနေတာကြောင့်သူတို့နောက်ဦးကသမိုင်းတစ်လျှောက်ကမ္ဘာဖလားပြိုင်ပွဲကို6ကြိမ်ဝင်ရောက်ရှင်ပြိုင်ဘူးတဲ့ပထမဆုံးကစားသမားတွေဖြစ်လာကြမှာဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးနှိမ့်လိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများလေးတင်ပါတယ်ရှင်။